2025ခုနှစ်မတ်လ9ရက်နေ့မှာ American MK9 Reaper drone စင်ဟာဂျဘူတီက latest scan ကနေပြန်တက်လိုက်ပြီးပုံမှန်စောင့်ကြည့်ရခီးစဉ်ဖြစ်ပင်လယ်နေအပေါ်ကိုပြန်တန်းခဲ့ပါတယ်။ဒါပေမဲ့ဒီခီးစဉ်ဟာပုံမှန်မဟုတ်ခဲ့ပါဘူး။28ရက်နေ့ကြာမဲ့စစ်စင်ရေးအတွင်းမှာအပြည်ပြည်ဆိုင်ရာလေကြောင်းနယ်နိမိတ်အတွင်းရောက်နေချိန်မှာဟူသီတွေက drone တွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ American တပ်ဖွဲ့ကအချက်ပြမီတွေဒါသင်နဲ့ချီပစ်ထုတ်ခဲ့ပေမဲ့ဒုံးကျည်တစ်စင်းက drone ကိုထိမှန်ပြီး ဒေါ်လာ30တန်းတန်တဲ့ drone ဟာပင်လယ်ထဲကိုကျဆင်းသွားခဲ့ပါတယ်။ဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။2023ခုနှစ်ကစလို့ဟူဒီတွေဟာ drone 12စင်းကိုပစ်ချခဲ့ပြီးဖြစ်ပါတယ်။ဒီဖြစ်ရပ်မတိုင်ခင်ကလည်း app system တိုက်လျင်တစ်စင်းကိုပစ်ဖို့ကြိုးစားခဲ့ပါသေးတယ်။2023ခုနှစ်ကစလို့ American ရေတပ်သင်္ဘော184စင်းနဲ့ကူတန်းရောင်းဝယ်ရေးသင်္ဘော145စင်းကိုတိုက်ခိုက်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ ါတွေအားလုံးကအမေရိကန်ရဲ့မဟာဗျူဟာတွေအလုံးမဖြစ်ဘူးဆိုတာကိုပြနေပါတယ်။ဒါကြောင့်ဒေါ်နယ်ထရန့်ကဟူသီတွေကိုအပီးတိုင်ဖြုတ်ချဖို့အဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးလိုင်းကိုမတ်လ15ရက်ညနေ3:30မှာစတင်ခဲ့ပါတယ်။ပင်လယ်နီမှာတက်ဆွဲထားတဲ့အမေရိကန်ဖြတ်သိမ်းမော25စစ်သားတွေဟာတပတ်လုံးစောင့်မျှော်နေခဲ့တဲ့အမိန့်ကိုရရှိခဲ့ပါတယ်။7မိနစ်အတွင်းမှာတော်မာဟွတ်ဒုံးကျည်တွေကိုပြစ်လွတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒုံးကြီးတွေဟာပထမဆုံးဥတီယာကိုရောက်ရှိပြီးနောက်လျှို့ဝှက်စစ်စင်ရေးစနစ်ကဒုံးကြီးတွေကိုသူတို့ရဲ့ပြစ်မှတ်စီဥတီစေပါတယ်။စစ်သားတွေကပြစ်မှတ်ပါလဲဆိုတာတိကျမသိပေမဲ့ဒုံးကြီးတွေပြစ်လွတ်တဲ့အချိန်မှာအာတက်တရောအော်ဟစ်ခဲ့ကြပါတယ်။တနာယီ15မိနစ်မှာတနာယီကို915မိုင်နှုန်းနဲ့ပြန်တန်းနေတဲ့တော်မဟော့ခ်ဒုံးကြီးတွေဟာစာနာကိုရောက်ဖို့15မိနစ်လောက်ကြာမဲ့အပြင်တင်မော်ရီရဲ့ဒီနီယာကွာချမှုနဲ့ဒုံးကြီးတွေရဲ့ပြစ်လွတ်ချိန်အနည်းငယ်ကွာချမှုတွေကြောင့် ခုသူတွေမပြောင်းလဲထားတဲ့အရာတစ်ခုကိုဒုံးကျည်တွေမှာထည့်သွင်းထားပါတယ်။အများဆုံးရှုပ်ထွေးမှုနဲ့ကပောက်ကမာဖြစ်မှုတွေဖြစ်စေဖို့အတွက်ပါ။တိုမာဟော့ခ်ဒုံးကျည်အားလုံးကိုညနေ3:30အတိအကျမှာဒပြိုင်နက်ထဲတိုက်ခိုက်ဖို့အချိန်သတ်မှတ်ပရိုဂရမ်ရေးထားပါတယ်။ပြစ်မှတ်နေရကိုအရင်ရောက်တဲ့ဒုံးကျည်တွေကမိုးပေါ်မှာဆဝိုင်းပုံပြန်ဝဲနေပြီးအခြားဒုံးကျည်တွေကိုရောက်တဲ့အထိစောင့်နေပါတယ်။ညနေ3:30အတိအကျမှာတိုမာဟော့ခ်ဒုံးကျည်တွေဟာ စာနာအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပစ်ခတ်ခဲ့ပါတယ်။ဟူဒီရီဟာဒီလေဆိပ်မှာ CHED drone တွေကိုတိုးလောင်ထားပြီးပစ်လွှတ်နေတာပါ။ဒီပထမလိုင်းမှာစာနာမြို့နယ်ကရက်ကွက်တစ်ခုထဲမှာရှိတဲ့စစ်စခန်းတစ်ခုကိုလည်းထိမှန်ခဲ့ပါတယ်။စာနာစစ်ချေပုံးကဂါရက်ရက်ကွက်မှာတော့ဟူဒီရီရဲ့ကိုကဲစခန်း၄ခုကိုဒုံးကျည်တွေနဲ့ထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ဟူဒီရီဟာအခြားတပ်ဖွဲ့တွေကိုအမိန့်ပေးဖို့မစွမ်းသာတော့ပါဘူး။ 55မိနစ်ကြာမှာအမေရိကန်ကနောက်ထပ်ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုထပ်လုပ်လာပါတယ်။ Harry S. Truman ကပြန်တန်းလာတဲ့ FA-18 တိုက်လေယာဉ်တွေဟာ Dion ကဒါအားပေးဆက်ယုံနဲ့ Sanaa's ခရိုင်ကပစ်မှတ်ဆက်တစ်ခုကိုတိုက်ခိုက်ဖို့စတင်ပြန်တက်လာပါတယ်။ဒီတောင်ဝင်တွက် FA-18 တွေမှာ AGN-154 Joint Stand Off Weapon JSOW ဒုံးကျည်တွေတပ်ဆင်ထားပါတယ်။ဒီဒုံးကျည်တွေဟာတာမန် JSOW တွေမဟုတ်ပါဘူး။ စာနာခရိုင်ကပြစ်မှတ်တွေထဲမှာမြေအောင်လက်နက်တူတောင်ယုံတွေပါဝင်နေလို့ BLU 111ထိုးပေါက်ခေါင်းမိုင်းတက်ဆင်ထားပါတယ်။ဒီခေါင်းမိုင်းတွေလည်းဆိုရင်ဒီဘုံတွေဟာတန်ချောင်းနဲ့ကွန်ကရစ်အလွှာပေ20ကိုဖောက်ထွင်းနိုင်ပါတယ်။ FA18 တွေပြစ်မှတ်နဲ့နီးလာတဲ့အခါပထမဆုံးထိမှန်တာကဓာအားပေးဆက်ယုံဖြစ်ပါတယ်။ဒီဆက်ယုံဟာဟူသီထိန်းချုပ်ထားတဲ့နယ်မြေတွေအတွက်ဓာအားအများစုကိုထုတ်လုပ်ပေးနေတာပါ။ဒါကိုဖျက်ဆီးလိုက်တဲ့အတွက်ယီမန်နိုင်ငံတစ်ဝန်းကမီးလင်းနေတဲ့မီးတွေရုတ်တရက်မှိတ်သွားပါတယ်။ ဟူဒီတွေဟာအခုဆိုမမြင်ရမကြားရဆက်သွယ်လို့မရတဲ့အနေအထားဖြစ်နေပါပြီ F18 တွေမပြန်တက်ခင်နိုင်ရဲ့အနေငယ်လို့မှာ Truman ကနေ Tomahawk ဒုံးကျည်တွေကိုပြစ်လွတ်ပြီးတဲ့အချိန်မှာ Turkey က Salik Leader Scan မှာရှိနေတဲ့ B1 ပုံကျဲလေယာဉ်နှစ်စင်းဟာညတကောင်မတိုင်ခင်ပြန်တက်သွားပါတယ်ဒီလေယာဉ်တွေဟာ Tax Force 242ရဲ့အစိပ်ပိုင်းဖြစ်ပြီးဒီနေ့မနက်မှာတော့သူတို့ရဲ့တာဝန်ကိုအကောင်းဆုံးထမ်းဆောင်တော့မှာပါ။တနအီကို648မိုင်နှုန်းနဲ့ 18မိုင်အကွာကိုသွားဖို့ B1 တွေအတွက်3နာရီအောက်ပဲကြာမှာဖြစ်ပြီး FA18 တွေမီးပိတ်ထားတဲ့အချိန်မှာသူတို့ရောက်လာမှာပါ။ဟူဒီရဲ့ရေဒါတွေပိတ်ထားတဲ့အတွက်ဒီလေယာဉ်တွေကိုမမြင်နိုင်တော့ပါဘူး။ B1 တစ်စီးစီမှာ AGM-158 JASSM Joint Air to Surface Standoff Missile 24စီးတပ်ဆင်ထားပြီးဒီဒုံးကြီးတွေရဲ့အထူးကြောင်းချက်ကဟူဒီရဲ့လေကြောင်းကာဝေးရေးစနစ်တွေနောက်ကိုမကတ်ဖဲနဲ့ပြစ်လို့ရတာပါ။ ဟူဒီရီရဲ့အစိမ့်မြင့်ဆုံးဒုံးကျည်စခန်းတွေရဲ့အများဆုံးအကွာအဝေးက120ကီလိုမီတာပဲရှိပေမဲ့ဒီဝမ်းနေမှာတက်ဆင်ထားတဲ့ Williams Turbo Fan Engine နဲ့ JSSM ဒုံးကျည်တွေကတော့ကီလိုမီတာ1000ကျော်အထိရောက်အောင်ပြစ်လို့ရပါတယ်။ဒါအပြင်ဒီဒုံးကျည်တွေဟာ Tomahawk တွေလိုပဲအတိအကျသတ်မှတ်ပြီးတပြိုင်တည်းပြစ်ခတ်နိုင်ပါတယ်။ညနေ3:00နာရီအတိအကျမှာ JSSM ဒုံးကျည်တွေဟာ Elbada ခရိုင်တဝမ်းက Houthi ရဲ့ UAV စက်ရုံတွေကို B1 တွေကဖြတ်စီးလိုက်ပါတယ်။ စုစုပေါင်း UAV စက်ရုံ၈ခုကျော်ကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်ဟူဒီရီရဲ့ရှာဟတ်ဒရုန်းအမြောက်အများကိုဖျက်ဆီးလိုက်နိုင်ပါတယ်။ဒါတောင်မနက်စာစားချိန်တောင်မရောက်သေးပါဘူး။သူတို့ရဲ့ဘုံကျဲလေယာဉ်တွေကိုမကျော်လွန်ခြင်းနဲ့ F15 Strike Eagle တွေဟာကာတာနဲ့ UAE က Leader Scan တွေကနေပြန်တက်လာပါတယ်။ဒီလေယာဉ်တွေဟာတလာကြီးကို Match 2.5အထိမြန်ဆန်ပြီးပေါင်2000လေးချိန်ရှိ JDAM Joint Direct Attack Munition ဘုံတွေနဲ့အပြည့်တင်ဆောင်လာပါတယ်။ ဒီလင်းတွေဟာ Eco Vorod မှာရှိတဲ့အဆောက်အဦးနှစ်ခုကိုပြစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအဆောက်အဦးတွေမှာအရက်သားတွေမနေထိုင်ကြပါဘူး။အကြောင်းကတော့ဟူဒီတွေကလူတွေကိုအိမ်တွေကနေမောင်းထုတ်ပြီးလက်နက်တွေတူလောင်ထားလို့ပါ။အမေရိကကအဆောက်အဦးတွေကိုမဖျက်ဆီးဘူးဆိုတဲ့အထင်မှားနေပေါ့။ F15 တွေဟာညနေ4:20မှာအတိအကျတိုက်ခိုက်ခဲ့ပြီးဒါကအစပဲရှိပါသေးတယ်။ FA18 တွေက Truman သင်္ဘောကိုပြန်ရောက်ပြီးလက်နက်အစ်စ်တွေတင်ကပြန်တက်လာပါဗျ။ ဒီတစ်ခါတော့ EA 18G Grow Growler တွေပါပါလာပါတယ် EA 18G Growler ရဲ့အဓိကတာဝန်ကရန်သူလေကြောင်းကာဝေးစနစ်တွေကိုနှောက်ယှက်ဖို့ပါဒီတစ်ခါတော့သူတို့ဟာ AGM-88 HARM High Speed Anti Radiation Missile ဒုံးကျည်တွေကိုအသုံးပြုပါတယ်ဒီဒုံးကျည်တွေရဲ့အထူးကြောင်းသောအချက်က Radar Line တွေကိုခြေရခံပြီးပြစ်ခတ်နိုင်တာပါဟူဒီရဲ့ radar scan တွေကိုဒီနေ့မနက်မှာဒီဒုံးကျည်တွေနဲ့ပြက်ခတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီဒုံးကြီးတွေဟာ0.5ကနေ20 GHz အထိလျက်စစ်တန်လိုက်ရေဒါလိုင်းတွေကိုရှာဖွေနိုင်ပါတယ်။ဟူဒီရရဲ့၄ကနေ6 GHz လိုင်းတွေမှာအလုတ်လုတ်တဲ့၄ချောင်းရှာဖွေရေဒါတွေကိုဖမ်းပြီးဖို့လုံလောက်ပါတယ်။ဟူဒီမြောက်သမားတွေဟာမိုးကောင်းငင်ကိုစိုးရိမ်ပူပန်နဲ့စောင့်ကြည့်နေကြပါတယ်။သူတို့ဟာငါ့ကိုပစ်ပါလို့ကြီးမားတဲ့ဆိုင်းဘုတ်ကင်ထားသလိုဖြစ်နေပါတယ်။ဂရိုလာရီလေထဲရောက်တဲ့အခါဟူဒီရေဒါစကန်တွေက အမေရိကန်လေယာဉ်တွေကိုရှာဖို့လှိုင်းတွေအပြည့်ထုတ်နေတဲ့အချိန်မှာ Growler ကရေမိုင်80กว่าကနေသူတို့ကိုအရင်တွေ့ပါတယ်။ Hams Donji တွေကိုပြစ်လွတ်ပြီးပြစ်မှတ်တွေကိုအတိအကျထိမှန်တာမြင်ရပါတယ်။ဒီလိုနဲ့ Data Ring ကလေချောင်းကာဝေးရေးစနစ်အားလုံးကိုအပြီးသတ်ဖျက်ဆီးလိုက်ပါတယ်။ Houthi တွေက American တွေပြီးသွားပြီလို့ထင်နေချိန်မှာခဏဆောင်မှာနောက်ထပ်ရှိသေးတယ်လို့ပြောဖို့အချိန်ကောင်းပါပဲ။ ပင်လယ်နီမှာအမေရိကန်ရေတပ်ကနောက်ထပ်တိုက်ခိုက်မှုတွေအဆင်သင့်ဖြစ်နေပါပြီ။ဂျေအောက်မှာတိတ်ဆိတ်ရွေရှားနေတဲ့ Los Angeles Clucks တိုက်ခိုက်ရင်ငုတ်သင်္ဘောတစီဟာဒါမာခိုင်ကဟူတီရဲ့အရန်ကိုကိန်းစခန်းကိုပြစ်ဖို့အသင့်ဖြစ်နေပါပြီ။မော်လဲ6:40မှာရင်ငုတ်သင်္ဘောကတော်ပီဒိုပြွန်တွေကနေတော်မာဟော့စ်ဒုံးကြီးတရားစင်ကျော်ကိုပြစ်လွတ်လိုက်ပါတယ်။9:30မှာတော့ဒီဒုံးကြီးတွေဟာကိုကိန်းစခန်း၄ခုကိုပြာပုံပြုတ်ပြင်ပြောင်းလဲလိုက်ပါတယ်။ ါပေမဲ့ရေတက်ကဒီညမှာတော့မရက်သေးပါဘူးရီမန်ကဲရန်အနီးမှာနောက်ထပ်လေရင်တစ်စီးပုံအောင်နေပါသေးတယ်ဒီလေရင်ကိုလက်နက်တက်ဆင်ထားတဲ့737လို့ထင်ရင်မှန်ပါတယ် PH ပိုစီဒန်ကိုရေပြင်ကြက်ကြီးမှာသင်းမော်ရီရေငုပ်သင်းမော်ရီရှာဖွေဖို့အဓိကသုံးပါတယ်ဒါပေမဲ့ဒီနေ့တော့သူ့ရဲ့အထူးလက်နက်တစ်မျိုးကိုအသုံးပြုဖို့အချိန်ရောက်ပါပြီဒါက AGM-84 SLAMER Stand of Land Attack Missiles Expanded Response တုံးကြီးပါ ် JSSM နဲ့မတူတာကဒီတုံးကြီးကအတန်ထက်မြန်ပြီးကီလိုမီတာ280အထိပြတ်ခတ်နိုင်ပါတယ်။မြေပြင်နဲ့ရေပြင်ပြတ်မှတ်တွေကိုထိမှန်နိုင်ပေမဲ့ပိရိတ်တွေအတွက်ကုန်းပြေပေါ်မှာဒီလိုကစားဖို့အခွင့်အလမ်းများများဆဆမရှိပါဘူး။မနက်9:15မိနစ်မှာပင်လယ်ဒီပေါ်ပြန်တန်းနေတဲ့ပိရိတ်တစည်းတွေကစလမ်မာတုံးကြီးတွေကိုပြစ်လွှတ်လိုက်ပါတယ်။15မိနစ်ကြာမှာတော့ဟာဂျာခရိုင်ကရေဒါစကန်တွေဟာအမိုက်ပုံကြီးတွေဖြင့်ပြောင်းသွားပါပြီ။မနက်9:30ရောက်တဲ့အခါမှာတော့ ဟူသီရရဲ့လေကြောင်းကာဝေးရေးစနစ်တွေတနိုင်ငံလုံးနှိပါပျက်စီးသွားပါပြီ။အခုတော့ဒီနေ့ရဲ့အကြီးအကျယ်ဆုံးမီရှူမီပန်ပြတ်တာမှုတွေလမ်းကြောင်းရှင်းနေပါပြီ။2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အရှေ့ရဲ့လယ်ပိုင်းကိုဆေလွတ်ထားတဲ့ B52 ဘုံကျဲလေယာဉ်6ဆင်းရှိပါတယ်။ဒီတန်တိုင်းလာလေယာဉ်ကြီးတွေဟာလက်ရှိမှာကာတာမှာတက်ဆွဲထားပြီးပေါင်9ပေါင်4ကြိမ်အထိတည်ဆောင်နိုင်ပါတယ်။ GPS လမ်းညွှန်ပုံး35လုံးထိတည်ဆောင်နိုင်တဲ့ဒီလေယာဉ်ကြီးတွေဟာအမေရိကန်ရဲ့အခြားမြည်သည့်လေယာဉ်ထက်မဆိုပိုမိုတည်ဆောင်နိုင်ပါတယ်။ဒီလိုအမခန်းတိုက်ခိုက်နိုင်စွမ်းရှိပေမဲ့ဒီ B52 လေယာဉ်တွေဟာခေတ်နောက်ကျပြီးနှေးကွေးပါတယ်။ဒါကြောင့်မလို့အမေရိကန်လေတပ်နဲ့ရေတပ်ဟာဒီဘိုးအေရီအတွက်လမ်းကြောင်းရှင်းပစ်ဖို့လိုအပ်ခဲ့တာပါ။နေ့လယ်၁၂နာရီမှာ B52 တွေဟာ JDAM ဘုံး80ကိုစာနာမှာရှိတဲ့ဟူတီတက်စခန်းတွေနဲ့လက်နက်တိုးလောင်းတွေပေါ်ကိုချပစ်လိုက်ပါတယ်။ မနက်ပိုင်းကရေတက်တိုက်ခိုက်မှုတွေမှာမဖြတ်စည်းနိုင်ခဲ့တဲ့နေရာတွေပေါ့အရင်ကဆိုရင်ဒီလိုတိုက်ခိုက်မှုမျိုးဟာ NLA များတဲ့တာဝန်ဖြစ်ခဲ့ပေမဲ့အခုတော့လွယ်လွယ်ကူကူပဲလှုပ်ဆောင်နိုင်ခဲ့တာပေါ့ B52 race ခန်းကိုပြန်ရောက်တဲ့အခါ American စစ်ဗိုလ်ချုပ်တွေဟာပထမနေ့ရဲ့အောင်မြင်မှုအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ပြစ်ပတ်40ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီး American တဦးတယောက်မှမကြဆုံးခဲ့ပါဘူး။ဒါပေမဲ့ Houthi တွေကတော့ဒီလိုနဲ့အရှုံးမပေးသေးပါဘူး။ Harry S Truman တိုက်ခိုက်ရေးဖွဲ့က တင်းမောတွေပေါ်မှာညသာစားပြီးနေတဲ့အမေရိကန်စစ်သားတွေဟာသူတို့ရဲ့အောင်မြင်မှုအတွက်ဝမ်းသာနေကြပါတယ်။ဒါပေမဲ့ညနေ6နာရီလောက်မှာ USS Stott နဲ့ Jason Dahan တင်းမောတွေပေါ်ကရေဒါတွေဟာဟူသီတွေရဲ့တိုက်ခိုက်မှုလိုင်းတွေကိုထောက်လှမ်းမိနေပါတယ်။ဒါဟာဟူသီတွေအရှုံးမပေးဘူးဆိုတာကိုလည်းပြသနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။